ဧပြီလရဲ့ထူးခြားချက်ကိုပြောပြမယ်။အဲဒီလိုချိုးတွေတခုခုတရာတီထဲမှာစုပြုံနေကြပြီဆိုမှကမ္ဘာအပေါ်မှာအပြောင်းလဲတွေတခုတခုဖြစ်တယ်။ဘယ်နေရာကြီးပြဿနာများတတ်တယ်။မြင်းငလျင်တွေလှုပ်တတ်တယ်။လေရင်နဲ့သွားမဲ့ကိစ္စရည်တွေရှိလို့ရှင်လဲတတိထားတင်ပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်ဆီယမမြစ်တာလက်ဆောင်ပေးနေကြပုံစံလေးဖြစ်တဲ့ဧပြီလအတွင်းနမိတ်အစဆက်လို့လေးများနဲ့ဟောဆနပ်ပလတ်ရေရီယာခန္ဓာလေးကိုဆီယမပေးကြပါတယ်ဒီရေရီယာနမိတ်အစဆက်လို့လေးတွေနဲ့ဟောဆနပ်နဲ့ရေရီယာကိုလိုက်ပါပြုလို့လှုံ့ဆောင်ပြီးတော့အားလုံးပဲ လဲအဆင်ပြေကြပါစေပါနော်။ကဲစပါပြီ။ပထမဆုံးနမဲအစအခေယာဧပြီလရဲ့ထူးခြားချက်ကိုပြောပြမယ်။ဒီဧပြီလထဲမှာဆိုလို့ရှိရင်ဂျိုယီငားလုံးကသူကဧပြီလတရက်နေ့ကိုရောက်ပြီဆိုတဲ့ဂျိုငားလုံးကစုံနေတယ်။ပေါ်တော်ဟူရီထရိုနဲ့送ရတောက်ကြအုပ်အနေထားမှာမှာရီထရိုယာဟုအုပ်ယာဟု sorry အုပ်မဟုတ်ယာဟုရီထရိုစက်နေတနင်းကုန်နေ အဲ့ဒီလိုချိုးတွေတစ်ခုခုတရာတီထဲမှာစုပြုံနေကြပြီဆိုမှကမ္ဘာအပေါ်မှာအပြောင်းလဲတွေတစ်ခုတစ်ခုဖြစ်တယ်။လေရင်ဂါဇာရောအစ္စရေလရောလေရင်နဲ့ဘုံကျဲတဲ့ကိစ္စတွေလေရင်နေနဲ့ပတ်သက်တဲ့တိုက်ခိုက်မှုတွေလေရင်ခဏခဏပြက်ကြတာရေချောင်းလေချောင်းမြေငလျင်နေလေရင်နေနောက်ပြီးတော့ခေါင်းဆောင်တွေရဲ့ဒေါသထွက်မှုတွေနဲ့ဒီတားဆီးမဲ့ဖြစ်နေတာမျိုးအတိညာတားဆီးမဲ့ဖြစ်နေတာမျိုးတွေနောက်တစ်ချက်ကကြတော့ ဘာလေးတွေဖြစ်မလဲဆိုတော့ကုံစင်းတုံးတွေကမောက်ကတော့ကမောက်ကမဖြစ်တာဆက်သွယ်ရေးနိပညာနဲ့ပတ်သက်တဲ့ခန္ဓာတွေမှာအဆင်မပြေမှုတွေဖြစ်တာပေါ့နော်ဖုန်းတို့ကွန်ပျူတာတို့လပ်တော့တို့ဒီလိုမျိုးတွေဇာတာခွေးမှာကိုယ့်ရဲ့ဗုဒ္ဓဟူးချုံအားနေလို့ရဖုန်းကွန်ပျူတာလပ်တော့အပြောင်ရှာတွေဖြစ်နိုင်တယ်ဧပြီလ9ရက်နေ့အထိကိုသတင်းစကားစာချုပ်စာရန်အတိထွေ မလုတ်တယ်ဘို့အဲ့ဒီသူတို့ကအတီမဖြစ်ဘဲနဲ့အပြော့အပြက်ပုံစံမျိုးခရီးစကားမတီတာမျိုးဖြစ်တတ်တယ်ဘယ်နေရာကြီးပြဿနာများတတ်တယ်မြင်းငလျင်တွေလှုပ်တတ်တယ်ပေါ့နော်ဒီဧပြီလအတွက်ကဂျုံငါလုံးပေါင်းစုံမှုကတောက်ကြအုပ်အနေထားနဲ့မှာရီထရိုပြန်နေတယ်ရာဖို့ဆိုတော့တကြံတွဲမှာပျော်မဲ့ပါမဲ့လူတွေတတိထားမကောင်းသောယောဂါတွေမကောင်းသောဘေးအန္တရာယ်မကောင်းသောမူရစေးတွေတုံးလိုက်မိမယ်ဆိုလို့ရှိရင်ကိုယ့်စီကိုပြဿနာတွေပရော့ဘလမ်တွေဖြစ်လိုက်မယ်ဇာတာကွင်းမှာကအနေငယ်အနေ အမြင့်မော်မူတည်ပြီးမကောင်းတဲ့ရောစာယောဂါပိုးတွေကူးဆက်တတ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။လေချောင်းရေချောင်းတွေကိုဇာရခွင့်စစ်ဆေးပြီးွားတော့မှလေချောင်းရေချောင်းသွားမဲ့လူတွေဒါမြင်းငလျင်ညာတဲ့နိုင်ငံတို့လေရင်နဲ့သွားမဲ့ကိစ္စရည်တွေရှိလို့ရှင်လဲတတိထားတင်ပါတယ်။ပထမဆုံးနမဲအစအခေယာစစလုံးလာအခရာသမားလေးတွေစလုံးလာခရဲ့အခရာသမားလေးတွေအတွက်ကတော့အမှုကင်းနဲ့ပတ်သက်တဲ့ကိစ္စတွေခေါင်းရှုပ် လူရှုပ်ရတာငွေကြေးရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်နေတတ်မယ်ဆာလုံးဟာဒီတစ်ခေါက်ဆာလုံးဟာစုစေစောအဲ့ဒီသုံးမျိုးပဲပါတယ်ဆာလုံးဖြစ်ပါတယ်လာကတော့အကုန်ပါတယ်လာအခရာအကုန်ပါတယ်အဲ ဒီသမားလေးတွေအလုံးကိုင်းနဲ့ပတ်သက်လို့တော့ကန့်ကောက်နေအမှုအရင်းငွေကြေးရည်နဲ့ပြဿနာလေးတွေနေမကောင်းတိုင်းမှာဖြစ်တတ်ရတာလေးတွေဂျုံဝတ်တတ်ပါတယ်။ရရလေးတွေအနေနဲ့မှာတော့ဘာလေးတွေပြုလို့ပေးရမလဲဆိုတော့ကြောင်စာခွေးစာကျွေးပေးပါခန်းကောင်အညွမေမျိုးပန်းလေးတွေကတ်လို့ပူဇော်ပေးတာမျိုးပြုလို့ရပါတယ်ရှင်။နောက်ထပ်နမည်အစအခရာသမားလေးတွေအောက်ဥအောဝအောက်ဝအောင်တို့ဝင်းတို့ဝဆိုအကုန်ဝင်းပါရဲ့နော်။ ဟိုဟိုအောင်ပါလားအေးပါလားအဲ့လိုလာမပေးပါနဲ့အောင်တို့အေးတို့အကုန်ပါပြီးတော့ဝတို့ပါတို့ပါတယ်အဲ့ဒီနမဲအစအခရာလေးတွေချစ်သူအိမ်အောင်ဘက်ကောင်းနေရရှိရမျိုးဖြစ်နေမယ်ရေကိုမသောမကိစ္စစကြုံစံတန်းကိစ္စတွေမှာစကားများတာပြဿနာဖြစ်တာလေးတွေကြုံရမယ်အချင်းရင်းမတည်ငြိမ်တာဖြစ်မယ်အချစ်အစ်အရာမယ် အိမ်တော်ရင်အဆင်မပြေတာတွေရှိလို့ရှိပြန်ပြီးွားတော့ပြေလဲွားမယ်အလုပ်ကိစ္စတွေခက်နေနေပဲသွားလို့ရတယ်မလုပ်ကင်းတဲ့ကိစ္စတွေပြုလုပ်လို့ရှိရင်တတိထားပါအပျော်ပြက်မှလို့ရှိရင်အစာအိမ်သွေးကြောပေါက်တာတို့အစာအိမ်ဒုက္ခရောက်တာတို့ဖြစ်တတ်ပါတယ်ရရလေးတွေအနေနဲ့မှာတော့သူလဲကြောင်စာခွေးစာလေးတွေကျွေးပေးတာမျိုးပြုလို့လို့ရပါတယ်။နောက်ထပ်ရရလေးကတော့မေမြုပ်ပန်းလေးဖះမှာကတ်လို့ပူဇော်ပေးလို့ရပါတယ်။ နောက်နမဲအစအခေဟာကကြီးစလေးငါသမားလေးကောင်းလာတော့မယ်ခဏလေး fight တဲ့ရန်ကောင်းလာလေးဖြစ်လာတော့မယ်အလောက်ကိုင်းပြောင်းလဲအိန္ဒိယတိုင်းကအပြောင်းလဲတွေဖြစ်တဲ့ရန်ကောင်းလာလေးဖြစ်လာတော့မယ်ခဏလေးပဲစောင့်မိပါပေါ့နော်ရရရလေးတွေအနေနဲ့မှာဗားလေးတွေပြုတ်လို့ပေးရမလဲဆိုလို့ရှိရင်ရက်တောင်လေးတွေ၊နွေရာသီရက်တောင်လေးတွေဖြူပေးရမယ်ပန်ကာဖြူပေးရမယ်ပဲနို့ လူပေးရမယ်ပဲလို့မရှိစင်းရတာကိုယဟန်တန်ကယဟန်ရှင်လိုတိလာရှင်တွေကိုလူပေးရမယ်ပေါ့နော်အဲ့လိုပြုလို့ပေးသင့်ပါတယ်နောက်ထပ်နမဲအစအခရာလေးတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှင်နော်ဟာအခရာသမားလေးတွေဟာအခရာသမားလေးဒူးကောင်းပောင်နေရဒုက္ခတွေပေးတတ်တယ်ဖခင်ရှိလို့ရှင်ဖခင်ရဲ့ကျမ်းမာရေးမိခင်ရဲ့ကျမ်းမာရေးတွေကိုဂယုဆိုင်တတိချပေးပါညီကောင်မတို့မကိစ္စတွေဆွေမျိုးသားချင်းကိစ္စတွေစကားများရတတ်တာမျိုးတွေဖြစ်တတ်ပါတယ် ကိုယ့်ရဲ့တကိုယ်ရဲ့တခါရအလုပ်ပိုင်းဆိုင်ရာတွေမှာတော့နှောင့်နှေးမှုလေးတွေရှိတယ်။ဒါ့ပေမဲ့အစစရရအဆင်ပြေသွားမဲ့သဘောတရားမှာရှိပါတယ်။ဟာအခရာသမားလေးတွေအနေနဲ့ရတရားလေးတွေဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့သူတည်လည်းပဲကြောင်စာခွေးစာကျွေးတာ no a ကတ်လူပူဇော်ပေးတာ ဝါညွတ်ဖျားမှာကတ်လူပူဇော်ပေးတာမျိုးလေးတွေပြုလို့လို့ရပါတယ်။နောက်ထပ်နာမည်အစအခေယမအခေယနဲ့စတဲ့သူတွေဗာမဲ့မျိုးပဲဖြစ်ဖြစ်မြန်မဲ့ဖြစ်ဖြစ်မောင်းမောမောပဲဖြစ်ဖြစ်မေပဲဖြစ်ဖြစ်မိုးပဲဖြစ်ဖြစ်မုံပဲဖြစ်ဖြစ်ဗာမဆိုမပါတော့။အဲ့ဒီမအခေယသမားတွေအလောက်ကင် အခွင့်အလမ်းတွေတိုးတက်နေမြေငွေကြေးအလွန်ကောင်းနေစာချုပ်စာလန်းကိစ္စရဲ့နှောက်ယှက်အခက်ခဲပြဿနာမျိုးရှိတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးွားတော့မှကုံနာတွေကလည်းကုံဆရာရှိရည်လည်းကုံနေရဆရာရှိရည်လည်းရနေရမျိုးတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့အလောက်ကင်အတွက်ကတော့ကန့်ကောင်းတယ်။တောက်တော်ရေရွက်လာတက်တီးစွန်ခန္ဓမာပန်းအရေးအတွက်မီဖះမှာကတ်လူပူဇော်ပေးပါ။နောက်ထပ်နမိတ်အစအခရာပါဆောက်ထဝင်ပဲ။နာကြီး တရပင်ဟထိုးနဲ့စတဲ့သူတွေဘလို့ပါဆောင်မျိုးမဆိုပါရယ် relationship တွေ break out ဖြစ်မယ်ကိုနဲ့ပေါင်းသင်းဆက်ဆက်နေကြလူတွေကကိုယုံကြည်ကင်းမဲ့တာ ပြဿနာရှာတာသူကအစတော့ကတော့အကောင်းကြီးအခုကျမှဘလို့ဖြစ်သွားလဲကိုစွတ်စွဲတာပြစ်တင်တာရှုံချတာကဲ့ရဲတာ ကိုမိတ်ဆွေတွေကပဲအဲ့လိုမျိုးကိန်းနေကြုံရတတ်တယ်။ဆရာသမားတစ်ဖက်မှာလည်းကိုကုံသိကောင်ရောကြောင်းတော့လို့လို့မြောက်ကိုလိမ္မာပါနဲ့ဆွာနေလို့ရှိရလိမ့်မယ်။ဆရာသမားအကြီးကဲအမစာအဆောင်ရှောင်ရှိလိမ့်မယ်။ဗလိရှိရှိတွေပြတ်တော့ပြီးအိမ်အောင်ရေးကံမာလာထိတတ်တယ်။တတိထားပေးပါ။ရတရားလေးတွေအနေနဲ့မှာတော့အောင်တပြေဖះမှာကတ်လူပူဇော်ပေးပါ။စပယ်ပန်းဖះမှာကတ်လူပူဇော်ပေးပါ။တီဟိုညို့လည်းကတ်လူပူဇော်ပေးလို့ရပါတယ်။နောက်ထပ်နာမည်အစအကဲရာကောက်တို့တောင်ဝင်းပူလို့နဲ့စားတဲ့သူတွေ အဲ့အစ်စ်ဝင်ငင်းနေရှိတယ်ပြဿနာနေမကောင်းထိုင်မကောင်းတာနဲ့ရုံရောက်ကြောက်ဖြစ်တတ်တယ်အမှုကိစ္စဖြစ်တတ်တယ်ရှင်ကားစီးတာခရီးဝေးသွားတာတွေမှာဂယူးဆိုင်ပေးပါရတရားလေးတွေအနေနဲ့မှာတော့ပြုလို့ပေးရမယ်ရတရားလေးတွေအနေနဲ့ကတော့ရွက်လာတို့စပယ်ပန်းတို့ထီးပြူတို့ရွှေထီးတို့အဲ့ဒါလေးတွေဖះမှာကတ်လူပူဇော်ပေးလို့ရပါတယ်နောက်ထပ်နမဲအစအခေကနားငယ်လို့ရပလက်တို့နဲ့စမဲ့သူတွေကံကောင်းလာပြီးအချစ်တဲ့အိမ်တော်တဲ့ တေရရှိမယ်အချီရဲ့အင်တော်ရဲ့ကန်နေကောင်းနေတယ်။သာသမီရှိ သာသမီအတွက်အပူတော်ကသတင်းလေးတွေကြားရတတ်တယ်။သားသမီးနိုင်ငံညာသွားမယ်ဆိုတော့ကောင်းတယ်ဒီမှာရှိနေကိုနဲ့အနီးမှာရှိနေတော့ကျမ်းမာရေးညံ့တာလေးဖြစ်တတ်တယ်အဲ့တော့နားငယ်ရက်ပလက်သမားလေးဘာလို့ရမလဲဆိုတော့ငားလွတ်ပေးပါနောက်တစ်ချက်ကတော့ရွက်လက်တတိဆုံးလေးတွေဖះမှာကတ်လူပူဇော်ပေးပါရှင်နောက်ထပ်နမဲအစအခရာ ။ဘာနဲ့စတဲ့သူတွေလဲဆိုတော့နောက်ထပ်နမဲအစအခေယာ power ထုတ်ဓာတွေဘာကုန်းနဲ့စတဲ့သူတွေကတော့အလုပ်ကိစ္စတွေငွေရေးချေးရေးကိစ္စတွေမှာသူ့ဟာသာသူတွားနေလိမ့်မယ်အောင်မြင်နေလိမ့်မယ်အဆင်ပြေနေလိမ့်မယ်ဒီနှစ်လအတွင်းအဆင်ပြေတယ်နိုင်ငံရောက်တော့ဖို့ရည်စူးထားတာရှိရင်ရည်စူးထားပါအမှုကိစ္စတွေမမျော်လင့်မဲနဲ့ဖြစ်တတ်တယ်ရတရာလေးတွေအနေနဲ့ကတော့ဘာတွေပြုလုပ်ပေးရမလဲဆိုတော့ ရတရားလေးတွေအနေနဲ့ကတော့ခန္ဓာမာပန်းလေးဖျက်မှာကတ်လို့ပူဇော်ပေးပါငါလွတ်ပေးပါလုံးချံလီစေတာတွေသူများအောက်ကြံတာတွေမလုပ်ပါနဲ့နောက်ထပ်နမဲအစအခေကခဝေးတို့ခါငယ်တို့ဇာခွဲတို့ ਨੇ စတဲ့သူတွေ ဘာလေးတွေဖြစ်တတ်တယ်ဆိုတော့အညံ့အခိုက်ကန့်လေးတွေဖြစ်နေတယ်ငွေကြေးနဲ့ပတ်သက်လို့အကျက်တဲလေးတွေဖြစ်နေတတ်တာရှိတယ်နမဲကုံတရီတိုးတက်အောင်မြင်ကြီးပွားနိုင်တဲ့ကိစ္စလေးတွေမှာတော့သူကအောင်မြင်တယ်ငွေကြေးနဲ့ပတ်သက်လို့အနောက်ရှက်ကိစ္စလေးတွေဖြစ်နိုင်တယ်အိမ်အောင်ဘက်နဲ့ခွဲနေရတဲ့ relationship partner တွေနဲ့ကွဲရတာမျိုးတွေဖြစ်တတ်တယ်ရေရာလေးတွေအနေနဲ့ကတော့ဘာပြုလို့ပေးရမလဲဆိုလို့ရှိရင် အောင်တပြေရွှတ်လာတီဟိုအညို့လေးတွေဖះမှာကတ်လူပူဇော်ပေးလို့ရပါတယ်။နောက်ထပ်နမဲအစာအခေယာတာအခေယာနဲ့စားရသူတွေဘာဖြစ်တတ်တယ်လဲတာအခေယာနဲ့စားရသူတွေအញ្ញာနေရာနေတဖြည်းဖြည်းလွတ်လာပြီးအလုတ်ကင်တစ်တွေရရှိခြင်းနေကြုံလိမ့်မယ်စိတ်ဆင်းရဲစရာမိသားစုအတွင်စီလုံးညီညွတ်မှုပြိုကွဲတာတွေမိသားစုဝင်နေအချင်းချင်းပလဲနဲ့ပါမတင်လို့ကိုယ့်ဝခေါင်းခံရတာတွေမိသားစုဆိုတာကတဝင်းဝဲပဲမို့အရင်နေကိုကြီးကိုမောင်တို့မအရင် အကိုအရင်အမရင်ညီမရင်မောင်ရင်အဖေအရင်အမေအရင်အဲ့ချင်းချင်းစီလုံးမှုပြိုကွဲတာမျိုး နေမကောင်းထိုင်မကောင်းဖြစ်တတ်တာဂရိမဆက်ပစောင်သွားနေပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တာမျိုးဖြစ်တတ်တဲ့အဲ့အသက်ဝင်ရင်းရှိရယ်အလောက်ကန်ကောင်းနေရာကောင်းရရှိဖို့ကလေးရရှိတယ်။ယတိယအနေနဲ့ကဂေါရမမြတ်စွာဘုရားလိုစိုက်မုတ်တက်ထားတယ်ဗျာ။ကြိုက်ကစံမှာဆိုမြောက်ဖွဲ့ဆောင်လက်ရှိရွှေတကုံမှာလည်းမြောက်ဖွဲ့ဆောင်လက်ရှိတယ်။နေပြည်တော်မှာဆိုလို့ရှင်လဲဥပါဒတန်ဒီစီရွှေတကုံပုံသူဆိုတော့မြောက်ဖွဲ့ဆောင်နယ်မှာရှိမှာပဲ။အမှမေမျိုးပန်လေးကတ်လူပူဇော်ပေးပါ။ ောင်းထွက်နာမည်အစအခရာထက်စင်နူဇာမြင်ဆွေညရဂျာရီစလုံးစလုံးဆိုတာဒီတစ်ခေါက်စလုံးကပထမဆုံးပြောတဲ့စလုံးကစုစီစောဒီတစ်ခေါက်စလုံးကစံစလုံးရဲ့နတ်တဆန်စလုံးလုံးကြီးတင်မတ်တဆိန်စလုံးလုံးကြီးတင်မတ်တဆိန်အောက်ကမြင်စိတ်စံတို့စိတ်တို့စိတ်တို့ဓာရီတို့ညရတို့ထက်စင်တို့ဆီယမလည်းပါတယ် သတိထားမယ်ပြက်တနာတွေမမျော်လင့်နဲ့မဖိတ်ခေါ်တဲ့ပြက်တနာပေါင်းစုံဝင်လာနိုင်တဲ့အချိန်ခါဖြစ်တယ်သတိထားပေးပါ အိမ်တော်ရေးလူမှုရေးစီးပွားရေးအဆဆရာရာဂယုဆိုင်သတိထားပေးရမယ်အရှမ်း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 ကိုသတိထားပါဒါလေးပဲပြောချင်ပါတယ်ခြေရာလေးတွေအနေနဲ့ပါဆောင်အခေဟာနဲ့ ထက်စင်မှုအခရာနဲ့စားတဲ့ဖေကမပိမ့်ပန်းကတ်လို့ပြရမယ်ထက်စင်မှုဆိုတော့ ठी တော်ပေါ့နော် ठी တော်စီဒီပေါ့ရွှေတော်မှာလည်းရှိရင်အင်္ဂါတောင်းတော့အမပိမ့်ပန်းလှူလို့ဓမ္မမလို့ရှင်ပတောင်းညော့ဓမ္မမလို့ရှင်ပရိန်ကိုလည်းရတယ်ပါဆောက်အခရာနဲ့စားတဲ့ပိုင်းရတယ်ကြရဲပရဲ့ကြီးဆက်တတုတ်တို့ပဋ္ဌံတို့မဟာသမယတုတ်တို့နှိမ့်တိုင်းရွတ်ပေးပါဂုံတော်ပရိစိတ်ပေးပါ တော်တော်ကန်ညံ့နေတဲ့သတိထားပေးပါကျမ်းမာရေးလူမှုရေးစီးပွားရေးဆက်ဆက်ရရပါပဲကဲအားလုံးလဲပေါ့နော်ဒီဧပြီလဟော်စတန်လေးကိုလိုက်ပါပြုလို့နားထောင်မယ်ကိုခိုင်ညံ့နေရှိရင်ရှိတဲ့တလောက်ကာကွယ်မယ်ရရလေးတွေချိန်မယ်ကျေရရလေးတွေကလည်းလွလွလေးတွေပေးထားတယ်။ညံပူစောကမတက်နိုင်ဘူးဆိုတဲ့သူတွေဒီနမဲအစအခရာဆက်လုံးနဲ့ဟောစနံကိုနားထောင်ပြီးရရလေးတွေလိုက်လုပ်ပြီးွားတော့ ဆီယမစီမှာ1 by 1မမေးနိုင်လဲရတယ်အဲ့ဒါလိုက်လို့ပြီးွားတော့ကံကောင်းကြီးပွားခြင်းညီအားကြီးပိုင်ဆိုင်ကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းအချမ်းမှာချမ်းသာကြပါစေလို့ဆီယမထက်တဲ့ထုံမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ရှင်